ားလုံးပဲမင်္ဂလာပါဒီနေ့မြမရွှေဈေးကညနေမှာတက်ပါတယ်မြမငွေဈေးတွေကတော့ညနေပိုင်းမှာတက်ကြမရှိပါဘူးဒီနေ့က14ရက်နေ့3လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာတိုင်းဆန်တော်ချိန်ညနေ9နာရီထိုးနေပါပြီမြမရွှေဈေးက15ပဲရေတရသားကို60နဲ့မှ3သိန်း16ပဲရေတရသားကိုဆိုင်ကရောင်းတဲ့ဈေးက60နဲ့မှ9သိန်းဆိုင်ကလက်ခံတဲ့ဈေးက66သိန်းနဲ့မှ2တောင်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ် ဒေါ်လာနဲ့မြန်မာကျပ်ငွေစင်းလုံးတို့ရတဲ့ဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက4000နဲ့မှ400ဆိုင်ကလက်ခံနေစေက4300နဲ့မှ50ယူရိုဝေးတယူရိုကိုမြန်မာကျပ်ငွေ4000နဲ့မှ800စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက3300နဲ့မှ50ဆိုင်ကလက်ခံနေစေက3000နဲ့မှ300တရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ610နဲ့ကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2900နဲ့မှ90ထိုင်းမန်နဲ့မြန်မာကျပ်ငွေစင်းလုံးတွေကဘတ်ပေးချက်ယူကမာတွေကဘတ်ငွေ895ဘတ်ကိုမြန်မာကျပ်ငွေတသိန်းချက်ပေးဘက်ယူကမာတွေက ချက်တသိန်းကိုဘတ်ငွေ900နဲ့မှ60ဂျပန်ငွေ3400ကိုတသမာ4ခွင်ကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ100ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3350ခွင်ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1964တသမာ63ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှင်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလုပ်တော်မယ်ဆိုရင်တော့ဝန်ဆောင်ကားပေးတဲ့သူရှိကိုရင်ပုံဆက်ပြီးမှငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ် ဒီနေ့မှာတော့ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3000အထိဈေးနှုန်းကမြင့်တက်သွားတာဖြစ်ပါတယ်။လက်ရှိမှာတော့မြမရွှေဈေးတွေကအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုတော့မယ်ဆိုလို့ရှိရင်တော့အခဲကိုပဲဝယ်ဆုထားကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။အခဲကလက်ဝိညာဏနဲ့စားလို့ရှိရင်လက်ခါကဈေးအများကြီးကိုတက်တာတာဖြစ်ပါတယ်။ရွှေအခဲကိုဝယ်ဆုတော့မယ်ဆိုလို့ရှိရင်တော့ရေရှည်အတွက်စဉ်းစားပြီးမှဝယ်ဆုတာပိုပြီးတော့ကောင်းပါတယ်။မြမရွှေကရွှေချိန်စနစ်သစ်ဈေးနဲ့ရွှေချိန်စနစ်ဟောင်းဈေးဆိုပြီးတော့ဈေးနှမျိုးရှိတာကိုလည်းသိထားဖို့လိုပါတယ်။ ော်မြမရွှေစင်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်မြမရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ